မင်္ဂလာပါ R&D Studio by Riot ရဲ့ Fashion Passion Program ကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Bami Site ကမင်းသက်ဆန်ဖြစ်ပါတယ် R&D Studio ရဲ့ Fashion Passion Program က Fashion ကို Passionate ဖြစ်တဲ့လူငယ်တွေအတွက် Fashion နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ Tips and Tricks တွေကိုအားလုံးအမြဲတိစပ်ပေးနေမယ့်အစီအစဉ်ဖြစ်ပါတယ်နှစ်သက်လည်းရောက်ပြီဖြစ်တဲ့အတွက်2024ခုနှစ်တုန်းက Trend တွေကို Recap ပြန်လုပ်ရင်2025ခုနှစ်အတွက် Trend တွေကိုကြိုပြီးတော့ခံမှန်းကြမှာဖြစ်လို့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးကြပါဦး ော့ကျွန်တော်2024ခုနှစ်တုန်းက trend ကိုပြန်ပြီးတော့ recap ပြန်လုပ်ပေးခြင်းလာပေါ့နော်ဆိုတော့ပထမဆုံးပြောပြပေးခြင်းတာတော့ဖက်နက်တွေနဲ့စပြီးရင်ပြောပြလိုက်မယ်ဆိုတော့ဒီ2024ခုနှစ်မှာတော့ကျွန်တော်တို့ဦးကြည့်ရတာအရင်တော့လို Nike Air Force 1နဲ့ဒီ Nike Air Jordan 1နဲ့ဒီ Nike Dunk Low တွေ Dunk High တွေမကဘဲနဲ့ခုဒီနေ့မှာတော့ retro sneaker အောင်မှတခြား brand တွေတခြားဖက်နက်တွေကိုပို့ပြီးဝယ်လာကြတယ်ပေါ့နော်ဆိုတော့အာဒီတဲ့ဆံမှာတော့ခုတည်းကခက်စားနေတော့မယ်ဒါပေမဲ့အခုအစ်စ်အစ်စ်အရင်တော့ retro sneaker တွေမှာအခု trend အနေနဲ့ပါလာတာကြော Onitsuka Tiger နဲ့ Mexico City စလိုဖက်နက်မျိုးတွေ Asics ကဂျယ်လိုက်လိုဖက်နက်မျိုးတွေတခြားဒီ running shoe ဒီ Asics ကဲ Asics တို့ New Balance တို့အခုဒီစကတိုင်းကားတို့ရဲ့ဒါ ် char running shoe တွေလည်းကျွန်တော်တို့ပြအစပြီးတော့ဝတ်လာကြရဲပို့ပို့ပြီးတော့ခေစားလာအောင်ကျွန်တော်တွေ့ရတယ်ဆိုတော့နောက်တစ်ခုကကျွန်တော်2024ခုနှစ်ရဲ့ milestone ID finance လို့အကုန်လုံးပြောနေကြရတယ် Puma ရဲ့ speaker finance ဆိုရင်လည်းဒါဒီနှစ်မှာရုပ်ရည်ကြီးပြန်ပေါ်လာပြီးတော့တော်တော်လေး trendy ဖြစ်လို့ပေါ့နော်ကျွန်တော်တို့ဒီမှာရောနိုင်ငံခြားမှာရောအရင်သဘောကျကြရတာဒါ retro sneaker တရင်ဖြစ်လာခဲ့လို့ပြောလို့ရတယ်အဲ့တော့ဒီနှစ်မှာတော့ဒါ retro sneaker တွေကဘင်းတော့လို့ပဲဒီနှစ်မှာလည်း trendy ဖြစ်နေတော့မယ် trendy ဖြစ်နေတော့မယ်လို့ကျွန်တော်တို့ယူဆလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီ2024ခုနှစ်မှာကျွန်တော်ပုံမှန်တစ်ခါမှမဝယ်ဘူးသေးတဲ့ sneaker brand ဖြစ်တဲ့ Onitsuka Tiger တဲ့ဒါ classic ဖက် Mexico 66ကိုဝယ်ပေးခဲ့ပါတယ်ဆိုတော့အစကတော့ကျွန်တော်လိုချင်တာကဒီ kill bait အယောင်ပေါ့နော်ဥမာအယောင်ဒါပေမဲ့ကျွန်တော် grind တာခါခါမှဝယ်ဘူးရဲ့ဖက်ဆိုတော့အယောင်ငင်းတာလေးအရင် try ကြည့်မယ်ဆိုပြတော့ဒါဒီ off white နဲ့မိခိုးအယောင်လေးကျွန်တော် ရွေးပစ်ခဲ့ရပါတော့။ဆိုတော့အရင်သဘောကျရဲစီးလို့လည်းအရန်ကောင်းတယ်။အနေတိုင်းနဲ့ဝတ်လို့အဆင်ပြေဖက်ဖက်တဲ့အတွက်ကျွန်တော်အာနောက်တစ်ရံဝင်တော့ကျွန်တော် kill ပေးအောင်ဂျင်းပေးဝင်မှာဖြစ်ပါတယ်။အခုဒုတိယတစ်ခုပြောမယ်ကျွန်တော် trend ကတော့ဒါလည်းအရင်နှုံးနေရတဲ့ရှိရတယ်။ဒါပေမဲ့ဒီနှစ်ပိုင်းမှာပိုပိုပြီးတော့ဟိုဝက်လာကြတယ်ပိုပြီးတော့ခက်စားလာတယ်ပေါ့နော်။အဲ့ဒါတော့ football jersey ဖြစ်ပါတယ်။ဆိုတော့ football jersey တွေမှာဒါ retro jersey တွေကိုကျွန်တော်အရင်နှုံးအတိုင်းပဲပိုပိုကြတယ်။ဒီနှစ်မှာဆိုရင်ကျွန်တော်တို့ဒီ carnival နဲ့ ambro လို့ collaboration နေရပါတော့။အဲကျွန်တော်တို့ဒီလူငယ်ကြီးအားမှာတော်တော်လေးခက်စားရတယ်။အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံနေ Thai လို့ပြောမှာဆိုရင်ဒီ carnival ambro တော်တော်လေးနာမည်ကြီးရယ်။အာအခုပိုပြီး ချူရတာကြာဒီ collaboration တွေအကြောင်းဖြစ်မယ်လို့ထင်တယ်ကျွန်တော်ပုံမှန်ဆိုတော့ကျွန်တော်တို့ football jersey ဆိုလက်တူပဲဝတ်ကြတာအခုကြာအဲ့လိုဘိုးသမားအင်ဂျီလိုဟာမျိုးတွေနော်အဲ့လို lash long sleeve football jersey ကိုကျွန်တော်ပို့ပြီးဝတ်လာကြတယ်ပေါ့နော်တခုရှိတာဒီ2024ခုနှစ်ဘောလုံးရာသီမှာထွက်တဲ့ jersey တွေကအရင်ဟိုလူကြိုက်များတာကိုကျွန်တော်မတွေ့ရဘူးတချို့ design တွေဆိုစင်နာရောင်တွေ့ရတဲ့အတွက်ပေါ့နော်ကျွန်တော်2024မှာတော့2024ခုနှစ်ထုတ်တဲ့ jersey တွေဝတ်မယ်ဆိုတော့ကျွန်တော်တို့ဒီ retro jersey တွေဝတ်ကြရတယ်အထူးသဖြင့်ဒီ LV ကဆိုလဲဒါ Ferrell Williams လက်ထက်မှာကျွန်တော်ဘောလုံး jersey ကိုရုပ်ရည်ကြီးတာ drop လုပ်တာလို့ကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ဘောလုံး jersey ရဲ့ trend ကတော့2024 2024ခုနှစ်မှာလည်း strong ဖြစ်နေတော့မယ်2025ခုနှစ်မှာလည်းကျွန်တော်တို့ဒါ Ambro နဲ့ Carnival ဆိုပြန်ထပ်ထွက်အောင်မယ်လို့ကျွန်တော်တို့ထင်တယ်အဲ့တော့ဒီ trend ကလည်း2025အထိဆက်ပါပါအောင်မယ်လို့ကျွန်တော်တို့ယူဆပါတယ်ဒီ trend ကတော့ကျွန်တော် grind နဲ့လိုက်ပြီးတော့ senior media trend တစ်ခုလို့ပြောရရတယ်အဲ့ဒါကတော့ဒါ baggy jeans ပေါ့နော် baggy jeans ကတော့ကျွန်တော်အားလုံးသိရတဲ့အတိုင်းကျွန်တော်ငယ်ငယ်တုန်းကဒါအကုန်လုံးဝက်ခဲ့ကြရတဲ့ဒါဘောင်းမီ trend တစ်ခုလို့ပြောရရတယ်အခက်ကပဲတစ်ပတ်ပြန်နေတာလို့ပဲပြောရရမယ်2024ခုနှစ်မှာ baggy jeans ရေတော်တော်လေးပြန်ခေစားလာတယ်အဲ့ဒီတော့ကျွန်တော်ဆိုလဲ baggy jeans ကိုဒီ trip တွေကနေအရင်တုန်းက2000လောက်ကဘောင်းမီတွေလိုက်ပြီးတော့စုပြတာ၄-၅တဲ့လောက်ရှိသွားပြီဆိုတော့အခု ပက်ကေ့ချင်းကကြအရင်တော့အဲ့လိုအဲ့လိုအင်ကြီးအပွားအဲ့လိုအင်ကြီးလည်းပွားဗောင်းကြီးလည်းပွားအကုန်လုံးအပွားကြီးဝတ်တာမဟုတ်တော့ပဲနဲ့အဲ့လို styling တွေပို့ပြီးတော့ပြောင်းလာတယ်အထူးသဖြင့်ဒီကျွန်တော်ပုံထဲမှာအတိုင်းပေါ့နော် crop ဖြစ်တဲ့ပုံစံတွေကျွန်တော်ဝတ်လာကြတယ်နောက် Timberland လို့ဖက်နဲ့တွေကိုပါဒီ package ကြီးနဲ့တွဲပြီးဝတ်လာကြတယ်ပေါ့နော်ဒါအရင်တော့ trend ကိုအရင်တော့ဆိုလွန်ခဲ့20လောက်က trend ကိုကျွန်တော်ခု2024မှာပြန်မြင်ရတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်း live ပြီးစီးမြုံမိရဲ့အတွက်ဒီ package jeans က2024ခုနှစ် trend ထဲမှာဒါမဖြစ်မနေထည့်ရမယ့်အရာဖြစ်ပါတယ်နောက်ထပ် trend တစ်ခုကတော့ကျွန်တော်ကပြောခဲ့ baggy jeans เนี่ยနည်းနည်းလေးပို့ပြီးတော့ relay ဖြစ်တယ်။ဘာလဲဆိုတော့ကျွန်တော် crop clothing ပေါ့နော် crop clothing ဆိုတာကျွန်တော်လွယ်လွယ် ခုပြောရင်တော့ခါးနည်းနည်းတိုးတယ်အာအဓိကတော့ခါးနည်းနည်းတိုးတယ်အင်ကြီးကိုစားရပေါ့နော်ဆိုတော့ဒီ trend ဖြစ်လာတဲ့အကြောင်းအရာလည်း baggy jeans ဆောက်လည်းပါသလိုအဲ Instagram နဲ့ TikTok တို့မှာနာမည်ကြီးပြီးတော့လူစိတ်ဝင်စားနေတဲ့ဒီ rule of third လို့ခေါ်တဲ့ဒီဝတ်စားစင်ပုံအကြောင်းပေါ့နော် rule of third အကြောင်းတော့ကျွန်တော်တို့ဒါ now episode မှာကျွန်တော်ဆက်ပြီးတော့ပြောပြပေးပါမယ် crop clothing ကိုများသောအားဖြင့်ကျွန်တော်တို့ vintage ဝတ်စားရင်မှာတွေ့ရတယ်အခုနောက်ပိုင်းကျတော့ကျွန်တော်တို့ဒီ brand တွေကလည်းဒီ vintage တွေ retro တွေကိုပို့ပြီးတော့ inspire လုပ်ပြီးတော့ကျွန်တော်တို့အင်ကြီးထုတ်လာကြရတယ် cutting ကို crop ပုံစံထုတ်လာကြရတယ်စာပိုင်းမှာကျွန်တော်တို့ boxy fit ပုံစံကခေစားပေးမယ်တစ်ဖြည်းဖြည်းနဲ့ကျွန်တော်တို့ဒါ crop clothing ပုံစံ ထိပြောင်းလာတာတွေ့ရတယ်ပေါ့နော်ဆိုတော့ crop clothing ကတော့အခုနကပြော root of the အရာဆိုရင်ကျွန်တော်တို့ဒါအပေါ် crop ပုံမှာဆိုတော့ organic နဲ့ baggy jeans နဲ့အောက်ကခန္ဓာကိုယ် land ကိုပိုရှည်စေတဲ့ဝတ်စားရည်နဲ့တွဲပြီးဝတ်ကြတာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့2024ခုနှစ်မှာလည်းဒီ crop clothing ကတော်တော်လေးပိုပြီးခက်စားလာတယ်လို့ပြောလို့ရပါတယ်နောက်ထပ် trend တစ်ခုကတော့ကျွန်တော်တို့ဒါ Y2K aesthetic ဖြစ်ပါတယ်ဆိုတော့ Y2K aesthetic ဆိုတာနာမည်အတိုင်းပဲလွန်ခဲ့ကျွန်တော်တို့2020ကျော်ကဒါ2009ခုနှစ်ဝင်ကျင်က fashion trend နဲ့ aesthetic ကိုပြန်ပြီးတော့ ဝစ်လာကြပါဘောနော်ဆိုတော့ wine two ရဲ့ aesthetic ကတော့ဒီနှစ်ပိုင်းတွေမှာမကြိုက်များရဆိုမကြိုက်တဲ့လူမကြိုက်တဲ့လူနှစ်ဖက်တော့ရှိရပါဘောနော်ဒါပေမဲ့ဒီ trend တော်တော်လေးကြီးလာတယ်အထူးသဖြင့် wine two kit trend မှာဆိုရင်ကျွန်တော်တို့ oversize clothing တွေဝေးကြတယ်အာကျွန်တော်ကတော့ပြောလို့ crop တွေလည်းဝတ်တယ်ဆိုပေမဲ့ဒီအကြီးအပေါ်လည်းအကြီးအောက်လည်းကြီးနေဝေးကြတယ်နောက် chrome တွေပေါ့နော်ဒီ silver ware တွေပါတယ်ပို့ပြောဝေးကြတယ် necklace တွေဆိုလည်းအကြီးကြီးကပကြီးဆိုလည်းအဲ့လို studded လုပ်ထားတဲ့ဒီစူးတွေနဲ့အဲ့လိုမျိုးဟာတွေလည်းဝေးကြတယ်ပေါ့နော်နောက်တစ်ခုက main ကလေးဆိုလည်းဒီ juicy couture တို့ kit တော့အဲ့လိုမျိုးခရီးပါအပေါ်က crop ဒီ sweatshirt နဲ့အောက်ကဒီခရီးပါ sweatpants အဲ့လိုမျိုးတွဲဝတ်တာမျိုး ွေနဲ့ဒါပြန်ပြီးတော့ခေစားလာတယ်ပေါ့နော်။ Now 8တွေမှာဆိုလဲဒါ main clay တွေဆိုလဲဒါလွန်ခဲ့20ကျော်ခေစားခဲ့ Balenciaga ရဲ့ Biker Bag လို့ Prada ID 2008တွေလို့ Re Edition 8တွေလို့မျိုးကျွန်တော်တို့ဒါပြန်ပြီးတော့ trend ဖြစ်လာတာဒါ Y2K aesthetic ကြောင့်လို့တော့အများကြီးပြောလို့ရပါတယ်။အဲ့တော့2024ခုနှစ်က Y2K ရဲ့ဒါ revival နှစ်ပဲဖြစ်ပါတယ်။နောက်ဆုံးကျွန်တော်ပြောပြပေးချင်တဲ့2024ခုနှစ်ဒါအကြီးဆုံး trend တစ်ခုကတော့ဒါ blind box တွေဖြစ်ပါတယ်။ဆိုတော့ blind box ဆိုရင်ကျွန်တော်တို့ဒါ Labubu ကိုတော့အကုန်လုံးသိကြမှာဖြစ်တယ်။ Labubu ကစလိုက်တဲ့ဒါ blind box trend ကကျွန်တော်ဒီ format မှာထွက်သမျှတခြား artist တွေရဲ့ဒီအယုတ်တွေရတဲ့ဒါ blind box မှာအရင် trending ဖြစ် လာတယ်ပေါ့နော်ဆိုတော့ blind box ဆိုတာက fashion oversa fashion trend တခုမဟုတ်ဘူးဆိုပေမဲ့ဒီ blind box ကရာ key chain လေးရာကြောင့်ဒီ2024ခုနှစ်ဒါ big trend တခုဖြစ်တဲ့ဒီ eight ဒီမှာကျွန်တော်ဒီ charm တွေတက်တဲ့ key chain တွေတက်တဲ့ trend နဲ့အတူတူပေါ့နော်ကျွန်တော်တို့ဒီ eight ဒီမှာသုံးလာကြတယ်ဒီ blind box ကလည်းအနည်းဆုံးလူလိုက်တာတစ်ခေါက်နှစ်ခေါက်လောက်တော့ဖောက်ဘူးကြဖြစ်တဲ့အတွက်ဒီ blind box ရဲ့ trend ကလည်းကျွန်တော်တို့2024ခုနှစ်မှာအကြီးဆုံးဖြစ်တဲ့အတွက်မထည့်လို့တော့မရပါဘူးအဲ့တော့ကျွန်တော် ိမ်မှာလည်း blind box လုံးဝမဖောက်သေးတဲ့တပူးရှိတဲ့အတွက်ကျွန်တော် RD Studio မှာတစ်ခါကြုံရင်းနဲ့2024 try ကိုပြန် recap လုပ်ရင်ဖောက်မှာဖြစ်ပါတယ်။ဆိုတော့ဒါတော့လာဘူးမဟုတ်ဘူး cry baby ပေါ့နော်။ပုံမှန်အထဲမှာပါပါလဲစတစ်ကာရှိတယ်မကြည့်ပါဘူး Okay ။ဖိုင်အောင်လေးပြပါရဲ့ဆိုတော့ အာဒီဟာကကျွန်တော်ဒီမှာ key chain ပါရအတွက်ကျွန်တော်ခုနကပြောလို့ပဲ tote bag charm အနေနဲ့သုံးလို့ရရအတွက်ဒါ2024ခုနှစ်ရဲ့ နာမည်ကြီးဆုံး trend တစ်ခုအနေနဲ့ကျွန်တော်တို့ဖြစ်မနေထည့်ရမှာဖြစ်ပါတယ်။ကဲအဲ့တော့ကျွန်တော်တို့2024ခုနှစ်ရဲ့နာမည်ကြီးခဲ့တဲ့ popular trend ချို့ပြောပြပေးပြီးဆိုတော့2025ခုနှစ်မှာ popular ဖြစ်မယ်လို့ထင်ရတဲ့ trend တွေကိုကျွန်တော်တို့ခံမဲကြည့်ကြပါမယ်။ကျွန်တော်ပထမဦးဆုံး2025ခုနှစ်အတွက်ပြောပြချင်တဲ့ trend ကတော့ leather loafer ဖြစ်ပါတယ်။ဆိုတော့ leather loafer ဆိုတာနဲ့ကျွန်တော်တို့အများစုက Gucci ဒီပုံနဲ့ Gucci loafer လိုမျိုးပေါ့နော်။အဲ့လို formal ဖြစ်တဲ့ဒီ leather loafer ကိုမြင်ကြရတယ်။ဒါမှကျွန်တော်ပြောပြချင်တဲ့ leather loafer ကကျတော့ platform တစ်ခုပါမယ်။နောက်ဒီတချို့ဆိုရင်ဒီအောက်က platform မှာအယောင်တစ်မျိုးနဲ့အဲ့လိုအယောင်ကွဲပုံစံနဲ့လာတဲ့ပုံစံဖြစ်ပြီးတော့ ဒီကျွန်တော် smart casual ဝတ်လို့ရတယ်ကျွန်တော်တို့ပုံမှန်ဝင်နေကြ outfit ဒီ relax ပုံစံဒီလို baggy jeans နဲ့ပဲဖြစ်ဖြစ် skinny jeans နဲ့ပဲဖြစ်ဖြစ်ဒီလို relax jeans နဲ့ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တွဲလို့ရတဲ့အာဒီ leather loafer ပုံစံမျိုးပြောတာဖြစ်ပါတယ်ဒီ leather loafer တွေကို Zara H&M အချားဆန်ခီတို့ဒေါက်တာမာတန်ဆိုလို့ဆိုင်းနေမှာလဲဝယ်လို့ရသလိုတကယ် designer brand တကယ်မိုက်တဲ့ leather loafer တွေကိုရှာနေရဆိုရင် Bottega Veneta တို့ Prada တို့လို့ဆိုင်းနေမှာလဲကျွန်တော်တို့ဝယ်လို့ရပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီ formal ဖြစ်တဲ့ loafer တွေကိုသဘောမကျဘူးဒါပေမဲ့ဒီ platform ဒီ loafer တွေကတော့ဒီကျွန်တော်ပြောသလိုပဲ look တစ်ခုကိုပြောင်း းသွားစေရတော့ပေါ့နော်2025ခုနှစ်မှာတော့ကျွန်တော်ဝယ်ဖို့စဉ်းစားထားရတယ်။2025ခုနှစ်မှာဖက်နက်ဝယ်ဖို့စဉ်းစားနေရဆိုတော့ဒီ leather loafer တွေကို list ထည့်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်။ 2025မှာတော့ကျွန်တော် George စီခေစားမယ်လို့လည်းကျွန်တော် predict လုပ်ရှင်ပါတယ် George ဆိုတာကျွန်တော်ဒူးကောင်းအောင်နာအထိအရှိရှိတဲ့ဂျင်းမောင်းမီအတိုတွေကိုပြောတာပေါ့နော်ဆိုတော့ George ကကျွန်တော် ready made လာတဲ့ George မောင်းမီအတိုတွေလည်းရှိတယ်လို့ကျွန်တော်ကိုယ်တိုင်ဖြတ်ပြီးတော့ဝေချရတဲ့ George ပုံစံနဲ့ရှိပါတယ်ဆိုတော့2024ခုနှစ်မှာလည်းခေစားနေပြီဆိုပေမယ့်2025မှာဆက်ပြီးတော့ခေစားသွားဖို့ကြံပါသေးတယ်ကျွန်တော်တို့ဒီ George စီကကျွန်တော်ဒီပုံနဲ့အတိုင်းဆိုရင်ယောက်ျားလေးရော main clear styling လုပ်ဖို့အရင်အဆင်ပြေတယ်အဘာမှမဟုတ်ဘူးအပေါ် tank top နဲ့ဝင်နေ styling လုပ်လို့အဆင်ပြေတယ်လို့ layering လုပ်ပြီးတော့ဒီပုံထဲမှာဆိုရင်အဲ့လို shirt နဲ့ဒီ long sleeve နဲ့ ဲ့တွဲဝတ်တာမျိုးတွေရောနောက်ဒီလို crop t-shirt တွေကိုနှစ်ထပ်ဝတ်တာမျိုးတွေရောနောက် accessorize လုပ်လို့ရတယ် accessorize ဆိုလဲဒါအာတေချာပေါ့နော်ထင်းနေအောင်ဒီ statement piece တွေတွဲဝတ်လို့ရတယ်နောက်ချေးအရှည်နဲ့ပါ sign လုပ်လို့ရဖြစ်တဲ့တော်တော်လေး versatile ဖြစ်တဲ့ look ကိုတွားရလို့ကျွန်တော်တို့ထင်တယ်လွန်ခဲ့နှစ်တွေတည်းကလည်းကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်2 quarter 3 quarter လို့ခေါ်ပြီးတော့ပေါ့နော်အဝတ်ကြရတယ်ဒီနှစ်ပိုင်းနေမှာပြန်ပြီးခေစားလာမှာဖြစ်တဲ့အတွက်ဒီ George တွေကိုကိုယ့်ရဲ့ wardrobe ထဲမှာ invest လုပ်ထားဖို့ ਨੇ styling လုပ်ကြည့်ကြဖို့ကျွန်တော်တို့အကြံပေးချင်ပါတယ် ာဒီဖြစ်ဆိုရင်ဒါကျွန်တော်ဟိုဒါ George ကိုပြန်ပြီး trains ကျင်အောင်ဒါဟိုစုပစ်ခဲ့တာပစ္စည်းပေါ့နော်ဒါလွန်ခဲ့20ကျော်လောက်ကအာ Sean John ရဲ့ George ပေါ့နော်ဆိုတော့ဒီဟာလေးကကျွန်တော်အစတော့မဝေရဲဘူးဒါပေမဲ့ try ကြည့်လိုက်တယ်ခုနကကျွန်တော်ဒီနောက်ကပုံအတိုင်းပဲပေါ့နောက်ကခြေအရှည်နဲ့အာနည်းနည်းထူပြီးနည်းနည်းထူတဲ့ဒီ low top sneaker နဲ့တွေ့လိုက်တဲ့အချိန်မှာတော်တော်လေးဝတ်လို့အဆင်ပြေတယ်အာတော်တော်လေး comfortable ဖြစ်တဲ့ look ဖြစ်တဲ့အတွက်ကျွန်တော်လည်းဒီ2025မှာဒီ George ကိုဆက်ပြီးတော့ invest လုပ်တော့ရှိရဲဆက်ပြီးတော့ဝတ်တော့ရှိပါတယ် ယ်ဒီ trend ကတော့ကျွန်တော်2025ခုနှစ်မှာပို့ပြီးတော့နာမည်ကြီးလာမယ်လို့ကျွန်တော်စိတ်ထဲကတွေးမိတဲ့ trend တစ်ခုပဲဖြစ်ပါတယ်။ဘာလဲဆိုတော့ကျွန်တော် Americana fashion လို့ခေါ်တဲ့ Western fashion ဖြစ်ပါတယ်။ဆိုတော့နာမည်အတိုင်းပဲကျွန်တော် American ဘက်က lifestyle ကိုကျွန်တော် inspire လုပ်ပြီးတော့ဝေကြတယ်။ Americana fashion Western fashion ဆိုမှကျွန်တော်ဒီကောင်းမွန်ဆန်ဆန်ကြီးမဟုတ်ဘဲနဲ့ဒီအပေါ်အောက် denim one set ဝတ္တမျိုးနောက် bell pants တွေ flare pants တွေနောက်အဲ့လို jeans တွေကိုကျွန်တော်တို့ဒါ utilize လုပ်ပြီးတော့ကျွန်တော်ပြန်ဝတ္တမျိုးတွေနောက် military ဆန်ဆန်ကျွန်တော်ဒီ jacket တွေပါတွေ layering ပြန်လုပ်တာတွေနောက် Japan ဘက်မှာအများဆုံးခက်စားတဲ့ဒီ Americana fashion ဂျပန်နေပြန်ပြီးတော့ inspire လုပ်ပြီးပြန်ဖန်တီးထားတဲ့ fashion မျိုးတွေ2025မှာပို့ပြီးတော့ခေတ်စားဖို့ရှိတယ်လို့ကျွန်တော်တို့ယူဆပါတယ်။မနေ့က2024ခုနှစ်မှာ Pharrell Williams က LV သူ့ရဲ့ဒုတိယမြောက်ရှိုးပွဲမှာလည်းဒီ Western fashion ဒီ American fashion လောက် heavily inspire လုပ်ထားတဲ့ look တွေအများကြီးခြားပြခဲ့တယ်။နောက်ဒီ American fashion နဲ့အများကြီးသက်ဆိုင်တဲ့ဒီ scarf တွေလည်းဘေးမှာပတ်တာတွေနဲ့နောက်မှာဒီဘောင်းမီအိတ်ကက်ထဲမှာထည့်တာတွေကလည်းတော်တော်လေးပြန်ခေတ်စားလာပြီးဖြစ်တဲ့အတွက်2025ခုနှစ်မှာဒီ American fashion ဒီ Western fashion inspire လုပ်ထားတဲ့ look တွေအများကြီးထွက်လာမယ်လို့ကျွန်တော်တို့ယူဆပါတယ်။အခုနောက်ဆုံး2025 5ခုနှစ်အတွက်ကျွန်တော်ပြောပြပေးသွားခြင်းတာတော့ colors တွေအယောင်တွေဖြစ်ပါတယ်ဆိုတော့ colors ကကျွန်တော်ဒီ pantone ကရွေးချယ်ပေးထားတယ်2025ခုနှစ်အတွက် color of the year တော့မုခမှုဆိုခေါ်ရတာအညိုရောင်နဲ့တန်းတဲ့ဟာပေါ့နော်ဆိုတော့ဒီအညိုရောင်ကတော့ကျွန်တော် Travis Scott ရဲ့ကျွန်တော်တို့ကြိုက်ပြီးသားဒီအညိုရောင်နဲ့ခက်ဆင်ဆင်ဖြစ်တဲ့အတွက်ကျွန်တော် trade to ပြောတာမရှိဘူးဒါလူတိုင်းကြိုက်တဲ့အယောင်ကျွန်တော်လူငယ်တိုင်းကြိုက်တဲ့အယောင်တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ2025ခုနှစ်မှာကျွန်တော်ကိုယ်တိုင်လည်း try ကြည့်ခြင်းတယ်ကျွန်တော်ကိုယ်တိုင်လည်းကြိုက်ပြီးတော့အားလုံးလည်းကျွန်တော် try ကြည့်ဖို့အကြံပေးခြင်းတယ်ဒီ predict လုပ်ပေးခြင်းတဲ့အယောင်ကတော့ဒါ mainly ကကျွန်တော်ဒီလိမ္မာအောင်ဖြစ်ပါတယ်ဆိုတော့လိမ္မာအောင်ဆိုတာနဲ့ကျွန်တော်တို့ကဒါတက် တော့ကြီးကိုပဲမြင်ကြရပေါ့အဲ့လိုမဟုတ်ဘဲကျွန်တော်လိန်မော်ရောင်ရဲ့ဒီ accent လေးတွေကိုကျွန်တော်ဒီ outfit မှာထည့်သွင်းပြီးဝတ်ဆင်တာမျိုးကိုကျွန်တော်ကတော့အာကျွန်တော် try ကြည့်ခြင်းနဲ့ကျွန်တော်လည်း try ကြည့်ဖို့အကြံပေးခြင်းနဲ့ပေါ့နော်ကျွန်တော်ကိုဒီလိန်မော်ဝတ်ဖို့အဓိက inspiration ကျွန်တော်ရသွားတာတော့ဒီကျွန်တော်နောက်မှာရှိရဲ့ဒီခွေပုံနဲ့ take off ရဲ့ဒီ colors performance မှာတို့ hotel lobby တချင်းမှာဆိုကြတော့ဒီတို့ဝတ်ခဲ့တဲ့ outfit ကအများကြီးတရား inspire ဖြစ်တယ်ပေါ့နော်ဆိုတော့အခု take off ဝတ်ထားတဲ့အင်ကြီးမှာဆိုတော့တို့အပြာနဲ့ဒီလိန်မော်ရောင်တော့ဒါလုံးဝ match လုပ်ပြီးတော့ပေါ့နော်အောက်ကဖနက်နဲ့ပါတွဲပြီးတော့ဝတ်ထားတာတအားမိုက်တယ်နောက်ဒီခွေပုံဝတ်ထားတဲ့ဒီ leather jorts နဲ့ခုနကကျွန်တော်ပြောခဲ့ ဲ့ George နဲ့ဒီအပေါ်ကဒီလိန်မောင်အောင်ဖို့လို့ရှောက်ကိုအောက်ကဖနှက်မဲနဲ့ပြန်တွဲထားရတယ်တော်တော်လေး heavily ဟိုအရန်အထာကြပြီးတော့တော်တော်လေး inspire ဖြစ်တယ်ပေါ့နော်ဒါအမြင်သူအဲခွေဝွေးထားဆိုတော့ပေါ့လိန်မောင်အောင်ဒီနေကမျက်မှောက်မှာကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကအဓိကလိန်မောင်အောင်ပြောရတဲ့အချိန်မှာကျွန်တော်ကအဲ့လိုလိန်မောင် accent လေးတွေ outfit မှာပါစီခြင်းနဲ့အထူးသဖြင့်ဒီလိန်လိန်မောင်အောင်ဒီနေကမျက်မှန်ဆိုတာလည်းကျွန်တော်လုံငယ်နှစ်ပေါင်းများစွာတည်းကတကယ်ဟို popular culture မှာရန်နာမည်ကြီးရဲ့ accessory တစ်ခုဖြစ်တဲ့အတွက်ဒီလိုမျိုးလိမ္မော် accent လေးထည့်ခြင်းနဲ့နောက်ထပ်ကျွန်တော်ဒီလိမ္မော်အောင်အပြင်တခြားထပ်ပြီးတော့ဒီ recommend ပေးခြင်းနဲ့ အာ try ကြည့်တင်တယ်လို့ကျွန်တော်အကြံပေးချင်တာကတော့ကျွန်တော်ဒီကိုအထိုင် navy blue လို့အယောင်မျိုးတွေနောက်အစင်းရောင်အရင်လိုမျိုးအယောင်တွေကလည်းကျွန်တော်တို့ဒီ outfit တွေမှာအပါတဲ့နဲ့တကယ်လည်းကျွန်တော်တို့အဖြူနဲ့ဝဲဝဲအမဲနဲ့ဝဲဝဲကျွန်တော် basic အယောင်တွေလည်းပဲတွဲမလားတခြားအယောင်တွေလည်းတွဲမလားတော်တော်လေးအဆင်ပြေခဲ့တာအယောင်တွေလို့ကျွန်တော်ကတော့ယူဆပါတယ်ကဲ R&D Studio အတွက်ကျွန်တော်ရဲ့2024ခုနှစ် trend recap နဲ့2025ခုနှစ်အတွက် prediction အောက်တော့တော့ပါပဲဒီဗီဒီယိုကြည့်နေတဲ့သူတွေရော2025ခုနှစ်မှာဘာတွေခေစားလာမယ်လို့ထင်လဲကျွန်တော်2025ခုနှစ်မှာဘာတွေစမ်းဝေးကြည့်ကြဖို့စဉ်းစားနေလဲဆိုတော့ comment မှာရေးခဲ့ပြပါဦး င်ဗီဒီယိုဆုံးဖြတ်ကြည့်ပြရတဲ့ကျေးဇူးများကြီးတင်ပါတယ်။လူရဒီမှာနောက်ထပ်အရေးကြီးဆုံးချက်ကတော့ကျွန်တော်ရေတက်ခန်းချောက်လို့မဖြစ်ပါဘူး။အဲ့ဒီတော့ကျွန်တော်အမြဲ hydrated ဖြစ်နေဖို့ကျွန်တော်ရေတောက်ရင် hydrated တောက်ရင်ထားကြကြတောက်နိုင်မှုအတွက် water bottle miser တစ်ခုတော့လိုပါတယ်။ကျွန်တော်2024ခုနှစ်မှာလူကြိုက်အများဆုံး training ဖြစ်ဆုံးတဲ့လူဝယ်ရတဲ့ sandy cup ကိုကျွန်တော်ကတော့သုံးတယ်။ water bottle တွေကလည်းဒီနှစ်ပိုင်းတွေမှာ collector item တစ်ခုလိုဖြစ်လာပြီ။ကိုယ့်ရဲ့ lifestyle မှာမူတည်ပြီးတော့လည်း water bottle မျိုးစုံထွက်တဲ့အတွက်ထားကြကြ water bottle တစ်ခုတော့ကျွန်တော်စောင့်ထားသင့်ပါတယ်။